သက်များမင်္ဂလာပါကျွန်တော်ရဲ့ The Premier Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါအခုဆိုလို့ကျွန်တော်ဒါ Europa League ပေါ်လို့ဝယ်ပြောခဲ့ပါပြီအားလုံးသိတဲ့အတိုင်းပါပဲဒါ Spa Man U ပေါ့နော်တဘိုးဘုံရှိနေအနိုင်ရရှိခဲ့ပါတယ်ဒါဒီနေ့ရဲ့ season မှာတော့ကျွန်တော်တို့ညီကိုညီကပေါ့နော်ဘာပြောရမှာလဲဆိုလို့ရှိရင်တော့ဒါ Manchester United အသင်းက Europa League ပေါ်လို့ဝယ်မှာဘာတွေမှားခဲ့လဲဆိုတဲ့ခေါင်းစဉ်အနေထားနဲ့ပေါ့နော်ဒါကျွန်တော်ရဲ့အမြင်လို့ပြောသွားဖြစ်ပါတယ်ထုံးစံတိုင်းပါပဲကျွန်တော်နဲ့ကိုရဲနဲ့တော့ကျွန်တော်ညီကိုညီကပေါ်တာပေါ့ဒီခြေနေတွေကိုအသုံးသက်တက်ဆက်ပြသွားမှာပဲဖြစ်ပါတယ်ဗျာကိုရင်းတော်ရေမင်္ဂလာပါမင်္ဂလာပါကိုကျွေးဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်တော့ဒါ Manchester United အသင်းကတော့ ဒုတိယပေါ့ဗျာပရီးမီးယားလိမှာလည်းအဆင့်16ဆိုတော့စိတ်ပျော်ဖို့တော့ကောင်းပါတယ်အဲ့တော့ဒါပေါ့နော်အမြင်လေးတွေရဲ့ပထမတစ်ပိုင်းနဲ့ဆက်လိုက်စင်ပါတယ်ဒီပွဲစဉ်မှာတော့သူတွေကမှားလဲလို့ကျွန်တော်တခြားပြန်ကြည့်ကြည့်တဲ့အခါမှာတော့အမော်ရင်မှားတယ်လို့ကျွန်တော်ပြောလို့ရရတယ်ဗျာ။ဟုတ်ကဲ့။ဒီအမော်ရင်လုံးနီးပြတယောက်ကိုဝေဖန်တာကျတော့နည်းနည်းတော့များတယ်ပေါ့နော်။ဒီဘောလုံးပဲပြောနေဒီဘောလုံးပဲကြည့်ပြတူတယောက်အနေနဲ့တော့နည်းနည်းပါပါတော့ပြောလို့ရမယ်လို့တော့ကျွန်တော်ကျွန်တော်ထင်တယ်ပေါ့နော်။ဒါပေမဲ့အရင်အရင်တော့ကျွန်တော်ပြောလို့တော့မရဘူး။အမော်ရင်ကတကယ်ကိုတော့တဲ့နီးပြပါ။ဒါတော့ကျွန်တော်တို့အကောင်လုံးကလက်ခံကြလိမ့်မယ်။ ဲ့မဲ့ဒီ final မှာတော့ Morin ကမှားတယ်ဗျမှားတယ်ဆိုတာသူဒီပွဲကိုစပြီးတော့ပြင်ဆင်လာခဲ့တဲ့ plan A ကစပြီးတော့မှားတယ်ဒီ plan မှာတော့လေသူ့သွားပြီးပြစ်တင်လို့တော့မရဘူးပေါ့နော်ဒါသူ့အနေနဲ့ဒီစပါးနဲ့ပတ်သက်ပြီးသူလေ့လာတယ်သူ analysis တွေလုပ်ပြီးတော့မှဒီ plan A ကိုသူထုတ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်း plan A ကအဆင်မပြေခဲ့ဘူးဒါမျိုးတွေကဖြစ်လိဖြစ်တာရှိတယ်ဂိမ်းကိုဒီဆက်စားချင်းလုံလာခဲ့တဲ့ plan အဆင်မပြေတာကဒီပွဲတိုင်းမှာဖြစ်လိဖြစ်တာတော့ရှိရဲ့ဒါပေမဲ့အဲ့ plan A ကိုပြောင်းလဲဖို့အတွက်သူရန်ကြန့်ကြာနေ ဒါကဒီပွဲကိုပေးဆက်သွားရတယ်လို့ကျွန်တော်ကတော့မြင်နေပေါ့နော်ဟုတ်ကဲ့ဒီစပါနီပြပိုစတာကိုကလူကကျတော့ဒီသူတို့ပုံမှန်ကစားနေကြဒီ high line defense ကြီးကစားပြီးတော့ဒီတက်စစ်ပွင့်ပြီးတော့လုံးဝမကန်သွားဘူးဗျဒီပွဲထဲမှာ United ကိုဘောလုံးပေးကန်လိုက်တယ်ပေါ့နော်ဒီ Premier League အသင်းတွေက United ကိုနိုင်နေရင်ဘယ်လိုကန်ရမလဲဆိုတော့သိကြတယ် United ကိုဘောလုံးပေးကန်နိုင်ရင်ဒါပြီးသွားပြီပွဲကပြီးသွား United ကိုဘောလုံးပေးကန်ပြီးတော့ဒီ mid block ကိုတီလိုက်ပြီးတော့တောင်ပိုင်းမှာသူတို့ကြိုက်လောက်လို့ဝင်းဘက်တွေမကတော့နောက်ကဒီ center back တွေပါဆော့ဆော့ဘယ်လိုပဲလို့ လုံးဝမစ်ကိုလုံးဝအထိုင်ချပြီးတော့ပိတ်လိုက်ပြီဆိုရင် United ကဘာမှလုပ်လို့မရတော့ဒါကြောင့်ပဲပရီးမီးယားလိမှာ United အသင်းအနေနဲ့ရလက်မကောင်းတာတွေကဆက်ဆက်ကြည့်လို့ရမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဟုတ်ကဲ့ဒီစပါ့လည်းဒီပွဲစဉ်မှာ United ကိုဘောလုံးပေးကန်လိုက်တယ်မစ်ဘလော့တီးပြီးတော့ဆော့ပြီးတော့စပါ့ဒီ United ကိုပေါ့နော်လုံးဝတောင်းပန်နေမှာစိုက်တော့ဆော့တဲ့ပုံစံမျိုးကစားလိုက်တဲ့အခါမှာ United ဘက်ကဒီ crossing တင်တာလို့လည်းပြီးတခြားဘာမှစင်အားလုံးရတဲ့ပုံစံမျိုးတော့ဖြစ်သွားရတယ်ပေါ့နော်ဟုတ်ကဲ့ဒီပွဲစဉ်မှာဒီမစ်ဆင်မောက်ကိုသုံးတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့အမော်ရယ်စဉ်းစားထားတဲ့ပုံစံလည်းတော့သူကမစ်ဆင်မောက်ဒီဒီအလေမှာ ကောင်းကောင်းကြီးအလုပ်လုပ်နိုင်တယ်ပေါ့နော်သူသူသူကိုယ်တိုင်ကလည်းဒီစပါးဘက်ကဒီတောင်မန်တွေကိုပြင်ပေးမယ်ဆိုတာကိုတိပုံပေါ်တယ်ဒါကြောင့်သူအနေနဲ့အလဲမှာကောင်းကောင်းအလုပ်လုပ်နိုင်မယ်မစ်စင်မောက်ကိုသူထည့်လိုက်တယ်မစ်စင်မောက်ဒီ ြောရမယ်ဆိုရင်သူဘောလုံးကိုင်နိုင်တယ်ဘောလုံးလှည့်နိုင်တယ်ပြီးတော့အလဲမှာသူကောင်းကောင်းကြီးလှုပ်အေးဂျင်းတဲ့ချက်တဲမှာကောင်းကောင်းကြီးလှုပ်လို့နေတဲ့ကစားသမားတဲမှာတော့ပါတယ်ပေါ့နော်ဒါကြောင့်လေ United တင်းကကွန်ဟာကိုခေါ်တယ်လို့တော့ကျွန်တော်တို့ယူပြီးအားဖြင့်သတ်မှတ်လို့ရတယ်ကွန်ဟာတို့ Grealish တို့ကအဲ့လိုနေရာမှာဘောလုံးကောင်းကောင်းကြီးကိုင်နိုင်ပြီးတော့လှုပ်တဲ့ကိုင်တဲ့တဲမှာတော့ပါတယ်ပေါ့နော်အဲဒါပေမဲ့ဒီပွဲစဉ်မှာတော့ Mason Mount စီကိုဘောလုံးရအောင်ပြီးနိုင်မယ့်ကစားသမားကလည်းမရှိနေဘူးပေါ့နော်အဓိကတော့ဒီခန်းစစ်တန်းကနေဒီ Mason Mount စီဘောလုံးတန်းပြီးပို့နိုင်မယ့်နောက်ခံလို့မရှိနေတာ ီပွဲစဉ်မှာမာတီနက်စ်တာပါလာခဲ့မယ်ဆိုရင်တော့တမျိုးတစ်ပုံတော့ဖြစ်သွားနိုင်တယ်။ဒီပွဲစဉ်မှာရှော့ကလည်းခြေစမ်းပုံမှန်မရှိဘူး။ရှော့ကိုယ်တိုင်လည်းခြေစမ်းပုံမှန်မရှိသလိုဒီစပါဘက်ကဘရင်နက်ဂျိုဆန်ကလည်းဒီရှော့ပေးမဲ့လမ်းကြောင်းတိုင်းပေါ့နော်။အဲ့လမ်းကြောင်းတိုင်းကိုလိုက်ပြီးတော့တားရနိုင်တာကိုလည်းကျွန်တော်တို့ကချီးကျူးပါမယ်။ဒါကြောင့်လည်းဒီ United အနေနဲ့ဘာမှလုပ်လို့မရခဲ့ဘူး။ Okay ။မေဆီမောက်ဘက်ကတော့ဘာတွေလိုရလဲဆိုတော့သူ့အနေနဲ့ဘောလုံးကိုအဲ့လိုစောက်လို့မညာတော့ဘူးဆိုတော့သူ့အနေနဲ့ကွဲလေဒီစင်းတောင်းတာမျိုးသူလုပ်လို့တော့ရတယ်။ လို့ဆိုဘာဖြစ်သွားမလဲဆိုတော့ဘရူနိုဖာနန်ဒက်ဒီတယောက်တည်းမဟုတ်တော့ဘဲနဲ့မစ်ဆင်မောက်နဲ့တွဲစားလို့ရမယ်ဆိုတော့အခြေအနေမျိုးတော့တော်တော်ဖြစ်သွားနိုင်တယ်ပေါ့နော်ဟုတ်ပါတယ်ဒီပွဲစဉ်မှာဒီမစ်ဆင်မောက်အဆင်မပြေတာကိုသိရတဲ့အနေနဲ့ကိုဒီမော်ရင်ကမိနစ်80လောက်ဒီအဲ့လိုတင်းခံနေရပေါ့နော်သူကဘယ်လိုမျိုးလဲဆိုတော့ဒီ plan A အဆင်မပြေဘူး plan A အဆင်မပြေတဲ့ခါမှာသူ့အနေနဲ့ဒီကစားမတွေတော့ငါယုံကြည်ရေဒီကစားမတွေလည်းပဲငါတို့ဆက်သွားမယ်ဒါပေမဲ့ငါတို့ကစားပုံတွားနေတဲ့ပုံစံငါတို့ချင်းလိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကပွဲကိုချင်းကပ်ဖို့ထပ်ပြီးကြိုးစားလိုက်တယ်ပေါ့နော်ဒါသူ့အနေနဲ့ပြောရမယ်ဆိုဒီအရန်ကွန်မာကြီးကစားမတွေကိုလုံးဝမယုံကြည်ဘူးဆိုတဲ့ ပုံစံမျိုးတော့သွားပြီးတော့တွေ့ရတယ်ပေါ့နော်။ရန်ကုန်ကြည့်ပြန်တော့လေဒီဓာတ်တော့ဥကာတေးရှိမယ်ပြီးကနာကျိုးပေါ့ဒီကစားသမားတွေကယူရိုပါလိဘိုလိုပွဲတက်အောင်ဆွမ်းဆောင်ပေးရတဲ့ကစားသမားတွေလည်းကစားသမားတွေလည်းဖြစ်ကြရအောင်နော်။ဒီကစားသမားတွေကိုမယုံကြည်ဘူးဆိုတာကတော့အမော်ရင်းနဲ့ပို့ပြီးတော့မှားွားစေတယ်လို့တော့ကျွန်တော်မြင်တယ်။ Okay ။မိနစ်90ကြာမှဘလို့မှအဆင်မပြေတော့ဘူးဆိုတော့မှပဲအဲ့လိုအချိန်ကြာမှပဲဒီလူစားလဲတာကြတော့လေဘာမှလုံးလို့မရတော့ဘူးကနာကျိုးဝင်လာတဲ့အများကြီးတိတာတယ်။ကနာကျိုးဒီသူ့တင်တဲ့ဒီအစုံနဲ့ဆွမ်းရည်ကမကောင်းဘူး။ ကြားဒီတစ်စင်းမင်းကြီးတွေမှားတယ်ဒါပေမဲ့သူဝင်လာတဲ့အဲ့သူ့ဘက်ကတိုးမယ်သူ့ဘက်ကလှုပ်မယ်ရှင်းရှင်းလေးအလေရနေလှုပ်လို့မရတော့ဆိုရင်တောင်မန်ဘက်နေပြန်ပြီးတော့ချိုးပေးမယ်ဆိုတဲ့ပုံစံကိုတွားရတော့မှချင်းပါခနာချောကအတင့်တော်ဆုံးပဲခနာချောဘက်မှာကစားပေးမယ်လို့နှစ်ယောက်လောက်ရှိမယ် overlap လုပ်ပေးမယ်လို့ရှိမယ် under လည်းလုပ်ပေးမယ်လို့ရှိမယ်ဆိုတော့ခနာချောကဒီရန်ကိုကြောက်ဖို့ကောင်းပြီးတော့အခွင့်အရေးတွေလည်းအများကြီးမြင်လာရတယ်ပေါ့နော်ဒါပေမဲ့သူဝင်လာတဲ့ချင်းကငယ်လေးနောက်ကျသွားပြီးတော့စပါးဘက်ကလည်းပို့ပြီးတော့ခန်းစစ်ကိုအထိုင်ချလိုက်တယ်တွားရတဲ့အခါမှာတော့ အနောက်အနေနဲ့ကိုးတကိုးတော်မှမရခဲ့ဘူးလို့တော့ကျွန်တော်တော့မြင်ပါတယ်ဗျ။ဟုတ်ကဲ့ပါ။အဲ့ကျွန်တော်တို့ဘောတော့ဒါဒီပွဲစဉ်ရဲ့ပရမအမှားကိုစပြောမယ်ဆိုလို့ရှိရင်ဒါနိပြကဒါမေဆမောက်ကိုတုံးကျင်တဲ့အနေထားပေါ့။ဒီအနေထားကနေပြီးအားလုံးကဆက်ဆက်ပြီးဖြစ်သွားတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်။ဘယ်လိုမျိုးလဲဆိုတော့မေဆမောက်ရဲ့ဘောလုံးပညာရောပေါ့ဗျာ။ဒီဘောကျွန်တော်တို့ဒီဘောမကြိုက်တဲ့နိပြမရှိဘူး။နိပြတော်တော်များဒီအနေထားကိုကြိုက်ကြတယ်။ဒါပေမဲ့သူတို့ကမေဆမောက်ကိုတုံးတဲ့နေရာကျတော့မှားနေတယ်။မေဆမောက်ကကျွန်တော်တို့ကွင်းနယ်တိုက်စစ်တော့ကွင်းလယ်လိုကစားရတာမဟုတ်ဘဲနဲ့တောင်ပန်တိုက်စစ်ပုံစံမျိုးကစားနေခါမှာမေဆမောက်ရဲ့အကောင်းဆုံးပုံစံကိုမရနိုင်ဘူး။ရှင်းရှင်းလေးပဲ ွက်ဒါပေမဲ့ပြောမယ်ဆိုလို့ရှင်တော့အသိရဲ့ကစားဘောကိုပို့ပြီးတော့တည်ငြိမ်ခြင်းနဲ့သဘောမျိုးရင်းနဲ့မစ္စမောင်းအောင်သုံးနေတယ်အလုတ်ဖြစ်လာဆိုလို့ရှိရင်တော့အခုနောက်ပိုင်းမှာဆိုလို့ရှိရင် ပြီးကန်ဒီမှာဝင်လာမှသာအလုတ်ဖြစ်တာကိုတွေ့ရတယ်ကျွန်တော်ဒီဘွဲမတိုင်ခင်ကျွန်တော်စဉ်းစားပါတယ်ဘောတော့ ကျွန်တော်သား Morrison ဘယ်လိုသုံးမလဲပေါ့အဲ့ဆိုမှကျွန်တော်သုံးမယ်ကျွန်တော်အဖြစ်တစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်က Finland Deck ကဘယ်ချမ်းပေါ့ဗျာကျွန်တော်ညာချမ်းမှာကျွန်တော်ခါနာချိုကိုကျွန်တော်သုံးမယ်လို့ကျွန်တော်တွေးတယ်ဘာဖြစ်လို့လဲဆိုတော့သတိထားမိလာတော့မသိဘူးအမက်ဒီယာလိုကဒိုင်ယာကနေပြန်လာရင်းတော့ဘာမှအရင်ကတော့မကောင်းနည်းနည်းလေးမြုပ်နေတာလေးရှိရဲအဲ့လိုအခြေအနေမျိုးမှာပို့ပြီးတော့ယုံပေးနိုင်တဲ့ခါနာချိုရဲ့ Finland Deck ရဲ့သုံးမယ်ပေါ့ဗျာအနောက်မှာတော့ Casemiro Ugarte ပေါ့ပြီးမှသာကျွန်တော်တို့လိုအပ်လိုလူတွေလဲပေါ့ဗျာကျွန်တော်ဆိုတော့ဒီလိုလေးလောက်ရင်ကောင်းမလားလို့ကျွန်တော်တွေးမိတယ်ပေါ့အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့ Mesa Mount ကို တုံးလိုက်တယ်ဒီလိုအချိန်နေမျိုးမှာ Fernandez ကကျွန်တော်တို့အနောက်ရောက်သွားတယ်ဒီအချိန်နေမှာ Ugarte အရန်ကုန်ထန်လဲရတယ်ကာလာချိုလည်းအရန်ကုန်ထန်လဲရတယ်ဒီလိုမျိုးဖြစ်သွားတယ်အဲ့တော့အသင်းရဲ့ကစားကွက်အရာဆိုလို့ရှိရင်ဘယ်လိုနဲ့တင်ရတာနောက်ခံအစုံလူတွေကျွန်တော်တို့တိုက်စစ်ကိုတက်ပြီးတော့ကစားရတယ်ဒါပေမဲ့ဘာမှမဖြစ်ဘူးအဲ့ဒီနေရာမှာထပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် Center Back ပေါ့ကျွန်တော်ဒီညာချမ်းမှာဆိုလို့ရှိရင် Yoyo ဘယ်ချမ်းမှာဆိုရင် Lucio ပေါ့သူတို့ကလည်း low edge ရတဖြည်းဖြည်းဖြည်းနဲ့ကျွန်တော်တို့အရှိတက်လာတယ်အရှိတက်လာတဲ့အခါမှာအနောက်မှာခြံခဲ့ရဆိုတော့မခွာရပဲခြံခဲ့တယ်မခွာရရနေပြီးတော့ဘောလုံးကင်ပြီးတော့ဒါဖြန့်တဲ့ပုံစံမျိုးလေးနဲ့သွားတယ်ဒီနေရာမှာအများစုက ောပြကြတယ်ကက်စမဲရိုကိုဘာလို့လူစားမလဲရလဲကက်စမဲရိုကုန်နေတယ်ဆိုပြီးပြောတဲ့အပိုင်းရှိပါတယ်ကက်စမဲရိုဘောလုံးမထွက်ဘူးပေါ့ဒါပေမဲ့ကက်စမဲရိုရဲ့အလုပ်ကလည်းဘောလုံးထွက်မဲ့အလုပ်တော့မဟုတ်ဘူးပြကွင်းလယ်မှာသူကလိုက်ပြီးတော့တားဆီးရမှာအမော်ရင်ကအပြောင်းလဲမလုပ်ရဲဘူးဒါကက်စမဲရိုကိုလည်းမလဲရဲဘူးဘာလို့ဆိုတော့မကွာရကိုထောက်ပြထားတဲ့ကစားသမားကက်စမဲရိုတယောက်ပဲရှိတယ်ချန်နေကစားသမားရဲ့အားလုံးကကျွန်တော်တို့အရှိကိုသွားနေတယ်ကွင်းလယ်ကနေပြီးတော့ဘောလုံးကိုဆွဲယူပြီးတော့တိုက်ဆက်သွားတဲ့မိုင်နူးကလည်းအမော်ရင်ရဲ့ဒီကစားကောင်မှာအဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ကပြောမယ်ဆိုတော့ကျွန်တော်အရေးချင်းရှိတဲ့ကစားသမားတယောက်ကိုလည်းကျွန်တော်ဆုံးရှုံးထားရတဲ့ပုံစံအရအသင်းရဲ့343ပုံစံအရဆုံးရှုံးထားတဲ့ပုံစံမျိုးဖြစ် တယ်အဲ့တော့ကျွန်တော်ကညာဆန်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ညာဆန်းမှာယိုယိုရဲ့မဇာရော်ရီရဲ့အာမက်ရဲ့၃ယောက်ထက်တယ်ဘယ်ဆန်းမှာဆိုလို့ရှိရင်လူရှောရဲ့ဒေါ်ဂူရဲ့ကျွန်တော်ကမေဆန်မောင်ပေါ့ပြီးတော့ခါနာချိုဝင်လာတော့ခါနာချိုပေါ့နော်ဒီလိုမျိုး၃ယောက်ထက်တဲ့အပိုင်းတွေတော့တွေ့ရတဲ့အခါမှာကျွန်တော်ဒီပေါ့ တောင်ပန်တစ်ဖက်မှာလူ6ယောက်လောက်ရှိနေရတောင်ပန်တစ်ဖက်မှာလူ6ယောက်လောက်ရှိတဲ့ခါမှာဘာဖြစ်လဲဆိုတော့လူတွေထက်လာလေစပားကလည်းအထဲကိုဝင်လာလေတဲ့ခါမှာကစားခွက်ကကြက်လာလေဖြစ်လာတယ်ဒီအချိန်မှာတိုက်စစ်မှုခွိုင်းလောင်ကပို့ပြီးတော့ကစားရခက်လာလေဆိုတဲ့အပိုင်းလေးတွေဖြစ်လာတယ်ဒီလိုမျိုးခက်လာလို့ရှိရင်သူကအနောက်ဆင်းပြီးတော့ဘောလုံးပြန်ဆင်းမယ်ပေါ့ဗျာကစားခွက်ကိုပြန်ချောင်းလုံးမလားဆိုတော့ချင်းသူ့မှာအဲ့လိုအရေးချင်းမရှိဘူးအဲ့တော့သူကဘယ်လိုလဲဆိုတော့အသင်းကဖိနေတာပဲအသင်းကဖိနေရပဲအချိန်မျိုးမှာသူကလည်းဂိုရီယာထဲမှာအခွင့်အရေးရမလားရမလားဆိုပြီးတော့စောင့်နေတယ်ဒါပေမဲ့အချိန်ကြာတဲ့ခါမှာအချိန်သာကြာသွားတယ်ဘာမှဖြစ်မလာဘူးဒီလိုအပိုင်းလေးတွေဖြစ်သွားတယ်ဒီနေရာ မှာပြီးကန်ဒီမှာဇက်စီကိုထည့်တယ်ကာလာချိုကိုထည့်တယ်ပေါ့နော်အဲ့တော့ဒီအချိန်နေမျိုးမှာတော့ဘာမှမမီတော့ဘူးလို့ပဲပြောချင်တယ်ဒီရဘောပြကျွန်တော်တို့ကတော့ဒါပေါ့ဟာမကွာရအရှိတက်ကစားတယ်မကွာရဂိုးတွေသွင်းတယ်ကောင်းတယ်ဆိုတာကကျွန်တော်တို့ကောင်းတယ်ဆိုပေမဲ့ပေါ့တကယ်ကြီးကိုထဲထဲဝင်စဉ်းစားလိုက်မယ်ဆိုလို့ရှိရင်လိုအပ်ချက်အရာပလန် B ရပေါ့ပလန် B ပဲပြောရမှာပေါ့အသင်းရဲ့ဘဟုနောက်ခံသူကိုဆန်နာဘတ် ဘောနော်ဒီဆန်နာဘက်ကစားသမားကိုကျွန်တော်ဆန်နာဖော်ဝတ်ထားပြီးတော့ပြောင်းသုံးတယ်ဆိုတော့ဒါပလန် B ကအမှန်တမ်းပြန်ဆန်းစားကြည့်တော့ရည်စရာကောင်းတော့မှာကျွန်တော်ကတော့ပြောချင်ပါတယ်ဆက်လက်ပြီးကျွန်တော်ပြောရတာဆိုတော့ဒီဘရူနိုကြောင်းတော့ကျွန်တော်နည်းနည်းပြောအောင်ပါနော်ဟုတ်ကဲ့ဒီ final မတိုင်ခင်အထိကတော့ဒီ flag ကဘရူနိုနဲ့တိုက်ထန်ကြတယ်လို့ United Pride တွေကပြောကြတယ်ပေါ့နော် Charles Pride အနည်းစုကလည်းဘရူနိုဖာနန်နဲ့ထိုက်တန်တယ်လို့တော့မြင်ကြရတယ်ပေါ့နော်။ဒါပေမဲ့လည်းဆိုတော့ဒီယာဒီမှာသူစွမ်းဆောင်ပြထားတဲ့အရာတွေဒီပြိုင်ပွဲမှာသူလုပ်ပြထားတဲ့အရာတွေကဒီဆူပလာနဲ့ချွင်းချက်မရှိ ထိုက်တယ်ဆိုတဲ့ပုံစံမျိုးတော့သွားပြီးတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီ final ပွဲမှာတော့သူကစားသွားတဲ့ပုံစံရဒီ supply နဲ့လုံးဝမထိုက်တန်ဘူးဆိုတဲ့အမြင်မျိုးတွေကပို့ပြီးတော့ခိုင်မာသွားစေတယ်ပေါ့နော်ဟုတ်ပါတယ်ဒါဖြစ်လို့ဆိုတော့ तू final ပွဲမှာ तू ကစားသွားတယ်ဆိုတဲ့အနေထားရသူ့ကိုထားတဲ့နေရာနဲ့ဘယ်လိုပြောသိတ်တော့မဆိုင်ဘူးပြောမယ်ဆိုင်တော့ဆိုင်တယ်ဒါပေမဲ့ तू ကိုယ်တိုင်ကလည်းအမားတွေများတယ်လူပေးရာတွေကစပုံမှန်အေးစေးပေးပြီးတော့သွားလို့ရတဲ့အခြေအနေမျိုးမှာတော့မှသူ့နဲ့ကောက်ကောက်မပေးနိုင်ဘူးပေါ့နော်ဒီနေရာမှာတစ်ဆက်တည်းကြားလာရတာကဒီ Bruno Fernandes ဒီ အရေးကြီးတဲ့ပွဲရောက်ရင်အလုံးမလုံဘူးဆိုတဲ့အကြောင်းပါเนาะပြောရမယ်ဆိုရင်ဒီအရာတွေကိုကျွန်တော် ပြန်ကြည့်လိုက်မယ်ဆိုရင်လီဗာပူးကိုဒုတိယကြော့ကစားခဲ့တဲ့ပွဲရယ်အာဆင်နယ်ကိုအဖေဖလားမှာရောဒီဒုတိယကြော့ကစားခဲ့တဲ့ပွဲရယ်မက်ဆီဒီနဲ့ဒုတိယကြော့ကစားတဲ့ပွဲပထမကြော့မှာလည်းကောင်းတယ်ဒုတိယကြော့မှာတော့ပို့ပြီးတော့ညင်တာတယ်ပေါ့เนาะအဲ့ပွဲတွေကဒီအတင်းကြီးနေကစားတဲ့ပွဲမဟုတ်ဘူးလားလို့တော့ကျွန်တော်ပြန်ပြီးတော့မေးခွန်းထုတ်ကြည့်တယ်ပေါ့နော်ဟုတ်ကဲ့အရင်ရင်ရာဒီတွေတုန်းကဘရိုဖာနန်ဒက်ဒီအတင်းကြီးနေတွေ့တဲ့အခါမှာအနေငယ်တိုင်ပတ်တာမျိုးလေးတွေရောရှိရပြ ဒီနေရာဒီမှာတော့အဲ့ဒါလည်းအများကြီးပိုကောင်းလာတယ်အရင်တော့ဆိုဘရူနိုဖာနန်ဒက်ကောင်းချောင်းပြောဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီ stat လေးပြပြီးတော့ပြောရတာမျိုးရှိတယ်ဒီ chance creation ဘယ်လောက်ရှိတယ်ဒါမျိုးလေးတွေပြပြီးပြောရတာမျိုးရှိတယ်ဟုတ်ပါတယ်အဲ့ဒီအချိန်ကြီးလုံးကလည်းဘရူနိုဖာနန်ဒက်မပါတာနဲ့တင်းရဲ့ကစားကောကတီးတတာကိုကြာဆင်းသွားတဲ့အခါများတာဟောဒီကစားမှဒီလောက်ကောင်းပါလားဆိုပြီးတော့မှကျွန်တော်ကအဲ့ချိန်မှာတေချာတတိထားမိတာပေါ့နော်ဒါပေမဲ့ဒီအားဒီမှာကျတော့အဲ့လိုလုံးဝမဟုတ်တော့ဘူး step တွေပါတယ်အများကြီးကုစရာမလိုတော့ဘူးသူကစားတာကိုကြည့်နေရတယ်ဒီကစားမှအရန်ကောင်းပါလားဒီကစားမှတခြားတင်းပါလေ ကစားလို့ဖြစ်ပါလားဆိုတဲ့ပုံစံမျိုးတွေကိုကျွန်တော်ပို့ပြီးတော့မြင်လာတဲ့အခါမှာဒီ final ပွဲမှာ Bruno Fernandes တခုခုလုတ်ပြမယ်လို့မျှော်လင့်ကြတဲ့လူတွေကမမအောင်ဗျဒါပေမဲ့ Amorin Coran ကလည်းဒီ Bruno Fernandes ကိုသူ့စီကအကောင်းဆုံးပုံစံကိုရအောင်မကြိုးစားခဲ့ဘူးသူ့ကိုတယောက်တည်းခြံထားပြီးတော့သူ့အနေနဲ့တွဲစားကြဆီလို့အာမတ်ပဲရှိတဲ့ပုံစံမျိုးအာမတ်ကလည်းလုံးဝကြောင်ပိတ်သွားတဲ့အခါမှာ Bruno Fernandes ဒီဘာလို့လို့လုံးဝမသိတဲ့ပုံစံမျိုးပေါ့နော်အဓိကတော့ Bruno Fernandes ဒီလိုမျိုးဘောလုံးတည့်သွားတဲ့ကစားသမားမျိုးမဟုတ်ဘူး သူဒီဘောလုံးပေးဖို့တဲ့ကစားသမား pass ကိုအားပြုတဲ့ကစားသမားအေး pass ကိုအားပြုတဲ့ကစားသမားကရှေ့မှာညာလွတ်တယောက်မှမရှိရခါမှာသူဒီဘာမှလုပ်လို့မရတော့ဒီလိုမျိုးညာလွတ်တယောက်မှမရှိရအဓိကချက်ကလည်းအမော်ရင်ကိုရန်ကဒီကစားကွက်ကိုတည်ပြီးတော့ညာလွတ်ရှာဖွေဖို့ဒီအပြောင်းလဲလုပ်ဖို့အရင်လက်တော်နေပေါ့နော်ဒီဇက်စီဝင်လာတဲ့ခါမှာဒီ bonus final လက်တွေနည်းနည်းအဆင်ပြေသွားနိုင်တဲ့ပုံစံမျိုးမြင်ရတယ်ဒါပေမဲ့ဇက်စီကိုအဲ့ဒီပုံစံမျိုးဒီလေကိုဆင်းလာတာမျိုး drawdy ပုံစံမျိုးက drawdy လုပ်တဲ့ပုံစံမျိုးကတစ်ခါပဲမြင်ရပြီးတော့ကျန်တဲ့ချိန်တွေကတော့ area ထဲမှာနေတဲ့ခါမှာ ပို့ဆိုရအောင်အားမလို့ညီကတော့စပိုင်းရဲ့နောက်ခံလူ၄ယောက်လုံးကတနောင်ပြီဗျာကိုရီနဲ့ဘလို့မှရှင်ပြီးတော့ဒူရယ်သွားပြီးတော့ဆွဲလို့မရတဲ့ကစားသမားတွေဒီကစားသမားတွေနဲ့အဲ့လိုမျိုးပြန်ပြီးတော့တိုးနေမဲ့စားဘောလုံးဆင်းလာပြီးတော့ညာလို့ကိုဖန်တီးမယ်ဆိုရင်ရူနိုဖိုင်နယ်လည်းပို့ပြီးအဆင်ပြေသွားနိုင်တယ်ယူနိုက်တက်တက်စစ်တီတခုခုဖြစ်သွားနိုင်တယ်ဆိုတဲ့အခြေအနေမျိုးတွေတော့ရှိရယ်။ Okay ။ပြီးတော့ကျွန်တော်လူစားလဲတဲ့ကိစ္စမှာဒီကနာချိုစိတ်ဆိုးတဲ့ကိစ္စကလည်းကျွန်တော်လက်ခံလို့ရတယ်ဗျ။ဟုတ်ပါပြီ။ဒီပြန်ပွဲပေါ့နော်ဒီအာမတ်တန်ရရနေတဲ့အချိန်မင်းစင်မောက်ပြန်မကောင်းနေတဲ့အချိန်တောက်လျှောက်မှာသူပဲရှိတယ်။ ယူနိုက်တက်ရဲ့တောင်းပန်တောင်းပန်တွေမကောက်ယူနိုက်တက်တက်စစ်အကုန်လုံးရဲ့အားကခနာချိုစီမှာပဲရှိရဟုတ်ပါဒီယူရိုပါလိမှာလည်းသူတောက်လျှောက်သူကိုယ်တိုင်ရုံးလာခဲ့တဲ့ပွဲတွေကြီးပဲဒီဘီဘောင်နဲ့ပွဲမှာဒီအပိုင်ခွင့်ရေးလွဲဝါလို့ဒီပွဲမှာဖိုင်နယ်မှာဒီလိုမျိုးမိနစ်80မှာဝင်ကစားခိုင်းတယ်ဆိုတာရည်ရတာရည်ရ logic ကြမနေဟုတ်တယ်သူအရင်ကထားလို့ရထားလို့ရတယ်ဘာမှပြောနီးပြရဲ့ပလန်ပဲဒါပေမဲ့စိုးစောစစ်စီရောလူစားလဲကဲတင်တယ်လို့ကျွန်တော်ကတော့မြင်နေဗျာโอเคဒါနာကျိုးဘက်ကနေကြည့်မယ်ဆိုရင်လည်းငါဒီပြန်ပွဲတော့တောက်လျှောက်ယုံလာဟုတ်ပါတယ်ယူရိုပါလိကတောက်လျှောက်မှာငါပဲ ကစားနေရတယ်ငါပဲယုံတယ်ငါပဲလူချခံရတယ်ငါအဲ့လိုတက်လျှောက်တဲတက်နိုင်မှာငါစူးစမ်းပြီးကစားပြီးအတင်းရတိုက်စစ်ရဲ့ဒီ threat တွေအကုန်လုံးငါစီကနေငါလာတယ်ပေါ့ငါအဲ့လိုမျိုးစူးစမ်းပြီးကစားပြီးရပြီးတော့ဒီသူ့အနေနဲ့ဒီ Amorian ကသူ့လူစင်းတွေကထုတ်ခံထားတဲ့အခြေအနေကနေပြန်လာပြီးတော့သူကလုတ်ပြတာဒါတော့မှကျွန်တော်တို့မှာသူ့ကိုရောင်းမယ်ဆိုတဲ့အတန်တွေကိုသူအဲ့လိုအခြေအနေမျိုးဖြစ်ခဲ့တယ်ဒါတွေကိုသူပြောင်းလဲလုပ်ဖို့စူးစမ်းခဲ့ပြင်မဲ့ final မှာကျတော့သူနဲ့ထိုက်တန်တဲ့ဒီပွဲထွက်ကစားခွင့်မရတဲ့ခါမှာဘူးနို ဒီလိုမျိုးကနာချိုးတွေမကောက်ဘူးလို့မဆိုဒါစိတ်ဆိုးမှာပဲလို့ကျွန်တော်ကတော့မြင်နေပေါ့နော်ဟုတ်ကဲ့တခုကောင်းလာတာကတော့ United အနေနဲ့ပေါ့နော်နောက်ရာသီမှာတပတ်တပွဲဖြစ်သွားတယ်ဆိုတော့ Bruno Fernandes လိုကစားမမျိုးကတပတ်တပွဲလာကစားရမယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ဆိုတဲ့ချီနေမျိုးလေးတွေတော့ဖြစ်သွားတယ်ပေါ့နော်အစိုးရကအကောင်းလို့ပဲပြောရမှာပေါ့နော်တရားကြည့်မယ်ဆိုရင်တော့ပင်နေမှာမကောင်းပါဘူးပဲခဏမှမကမကန်ရတဲ့အတွက်ကြောင့်ပေါ့ ဟုတ်ကဲ့ပါဒါကျွန်တော်တို့ဆက်ပြီးပြောမယ်ဆိုလို့ရှိတော့ဒါ343အနေထားလေးတွေကိုပြောစင်တယ်ဒါ343ဆပြီးတော့ကစားရုံမယ်ဆိုတဲ့ကကျွန်တော်တို့အများကြီးပြောခဲ့ပါတယ်ဒီကစားမကုန်ကျွန်တော်မကြိုက်ဘူးဆိုတဲ့အကြောင်းပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တော့ကြက်လက်မှုမရှိတာကိုတွေ့ရတယ်ဒါ343မှာကျွန်တော်တို့လွတ်လို့ရတဲ့ formula ကွက်တွေလည်းရှိပါတယ်ဒီ formula ကွက်တွေလည်းဒါ magician ရဲ့အသင်းမှာမတွေ့ခဲ့ရအောင်ပေါ့ဗျာဘယ်လိုမျိုးလဲဆိုတော့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ နောက်ခံအစွန်လူရဲ့ကျွန်တော်တောင်ပန်းတိုက်ဆက်ကစားသမားရဲ့တိုက်ဆက်မှုရဲ့ပေါ့ဒီကစားသမား၃ယောက်ပေါင်းပြီးတော့တောင်ပန်းတွေကရိုက်ထွက်လို့ရတဲ့အပေါက်တွေအများကြီးရှိခဲ့တယ်ဒီကစားခွက်မှာပေါ့နော်အဲ့လိုအခြေအနေမျိုးလေဒီ343ကရာသီဝက်လောက်သာကြာသွားတယ်ဘာမှဖြစ်မလာဘူးဆိုတော့ကျွန်တော်တို့တွေ့ရတဲ့အခါမျိုးမှာဒီ Manchester United ကတဲ့က343ကစားဖို့ကျွန်တော်ပြောချင်ပါတယ်ဒါ Crystal Palace ကနေပြန်ပြီးတော့သင်ဖို့လိုပါတယ်ကျွန်တော်ဒီလိုပဲပြောချင်ပါတယ်ဒါဒီနေ့မှာ Fernandez ကိုဝေဖန်ကြတဲ့အပိုင်းလေးတည်းကျွန်တော်ပြောချင်တယ်ဘာလဲဆိုတော့ Fernandez ချင်းမပေါ်ဘူးပေါ့ဗျာအမားရှိရလို့ဝေဖန်ကြပါပဲဒီလိုအခြေအနေမျိုးမှာ Fernandez ချင်းမပေါ်ရတဲ့ဒီအသင်းကလည်းဘာမှမဖြစ်တော့ဘူး Fernandez ကို ူညီပေးနိုင်မယ်လို့တယောက်မှလည်းမရှိဘူးဆိုတာကလည်းသိပြီးတော့အတိတ်ပဲမရှိဘူးသူတယောက်ပဲပဲအရာအလုံးယူထားရတယ်လို့ဖြစ်နေတယ်ဒါကလည်းအရန်ဆိုးပါတယ်ကျွန်တော်ဒီဘိုင်းလေးလည်းပြောချင်ပါတယ်နောက်တစ်ခုကပေါ့နော်ဒီ343တာမဲ့စတောင်းတဲ့တဲ့ကကစားပဲနဲ့4231ပုံစံနဲ့ကစားမယ်ဆိုလို့ရှိရင်ကိုင်းလေကစားသမားရဲ့တောင်ပန်တိုက်စစ်ရဲ့တယောက်တော့က ထပ်ပြီးတော့ထွက်လာလိုက်မယ်4231ကစားကွက်မှာဒီလိုမျိုးဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်အမြင်ပေါ့ဗျာဒေါ်ကိုကအပေါ်ကြီးအပိုကြီးလို့ကျွန်တော်မြင်တယ်ဗျဒီ4231ဆိုလို့ရှိရင်မန်ယုတက်မှာသူနေရာရမှာမဟုတ်ဘူးဒီ343မဟုတ်လို့ကစားနေရတာပေါ့နော်အဲ့တော့ဒီ343မှာကျွန်တော်တို့ဗျာခန်းစစ်ကစားမှာတယောက်ပိုနေတဲ့အသင်းက သွင်းအိုးတို့တခုရဖို့ရုံးကန်နေရတာတိတ်တော့လည်းမဆန်းဘူးလို့ပြောလို့ရတယ်ဒီနေရာမှာဒီ4231ကိုကျွန်တော်တို့ကသုံးပါပြီဟုတ်ပါတယ်4231ကိုသုံးချင်တယ်မေဆန်မောင်းကိုလည်းအရန်သုံးချင်တယ်ဆိုလို့ရှိရင်မေဆန်မောင်းနဲ့ဖာနန်ဒန်နဲ့ကိုကျွန်တော် free roll ပုံစံမျိုးသုံးလို့ရတယ်ဘလိုမျိုးလဲဆိုတော့ကွင်းနဲ့ကစားသမား၄ယောက်သုံးမယ်ဗျာကက်စမဲရိုဥကာတေးမေဆန်မောင်းဖာနန်ဒန်ဒီပုံစံသုံးလို့ရပါပဲဥကာတေးနဲ့ကက်စမဲရိုနဲ့ကအထိုင်း ဖာနန်ဒက်နဲ့မင်ဆန်မောင်းနဲ့ကလှည့်ပြီးကစားမယ်။ကဲသူကျွန်တော်ဒီကညာချမ်းမှာတော့အဆင်ပြေတဲ့တိုက်စားမှာတယောက်သုံးပေါ့။ဒီလိုမျိုးပေါ့အဆင်ပြေတယ်လို့ကျွန်တော်လှည့်ပြီးသွားလို့ရတဲ့အခါမှာလည်းဒီလိုမျိုးသုံးလို့ရတယ်။ကျွန်တော်ထင်တာကဒီလိုမျိုးဆိုလို့ရှိရင်ဒါနောက်ခံအဆုံလူတွေလည်းအတွင်းပို့ပြီးတော့ဝင်လာရမယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့ဝိုင်းလုံးလည်းကစားရပို့ပြီးတော့ခြောက်လာနိုင်ပါတယ်။ဒီနေရာမှာပြောလို့ရတယ်ဟာအရင်တော့ကလည်းဒီတိုင်းပဲကစားခဲ့တာပဲ။ဘာဖြစ်ခဲ့လို့လဲဆိုပြီးပြောလို့ရှိရင်တော့အဆင်16တော့မဟုတ်ခဲ့ဘူးပေါ့ဗျာ။တရာဒီကိုဖလားတစ်လုံး ဖလားတစ်လုံးရခဲ့တယ်ဖလားနှလုံးရခဲ့တယ်မန်စီးတီးကိုရှုံးသွားတဲ့ FA ကဘိုလူပွဲကလည်းရှုံးတာရှုံးသွားတာအရင်စိတ်ပျက်စရာကြီးတော့မဖြစ်ခဲ့ဘူးဆိုတော့မြင်ရတဲ့အခါမှာတော့ပြောမယ်ဆိုလို့ရှိရင်တော့ရှုံးသွားတယ်ဒါပေမဲ့ငါတို့ရှုံးပျော်ပါတယ်ဆိုတဲ့အခြေအနေမျိုးပေါ့လက်ရှိကကျတော့ဒါရှုံးမပျော်တဲ့အခြေအနေမျိုးတွေတော့မှဘယ်စဘယ်စောင်းတဲ့တရားဖြစ်သွားခဲ့တယ်ဒီ FA ကကိုရခဲ့တဲ့ယာစီမှာဆိုလို့ရှိရင်တရားစီလုံးဒဏ်ရာတွေထိုးနှက်ပြီးမှဖလားရခဲ့တာဒါတော့မှတရားစီလုံးမှာယာစီအဆအဆုံးနာခဲ့တဲ့အသင်းเนาะဒီလိုအခြေအနေတွေရှိခဲ့တဲ့အသင်းကကျွန်တော်ပြောချင်တာကတော့343နဲ့ဘလူးကမအဆက်ဘူးလို့ပြောချင်တယ်အခုဆိုလို့ရှိရင်တော့ခွန်မဲ့လူတွေရှိပါတယ်ဒီ ီလူရီနဲ့အမော်ရီဒီ343နဲ့အဆင်ပြေမလားပေါ့အဆင်ပြေသွားရင်တော့ကောင်းတာပေါ့ ဒါပေမဲ့အဆင်မပြေသွားတဲ့အခါမှာဟာကျွန်တော်တို့တော့မအောင်မြင်ဘူးဗျာကျွန်တော်ထွက်တော့မယ်ဆိုပြီးတော့အမော်ရင်းကသူ့ရဲ့ပြောစကားအတိုင်းပေါ့သူလုံသွားမယ်ဆိုလို့ရှိရင်တကယ်တမ်းကြံခဲ့တာအသင်းပဲကြံခဲ့တာလေအဲ့တော့ဒီလိုအခြေအနေမျိုးတော့ကျွန်တော်ကသဘောမကျဘူးပြောမယ်ဆိုလို့ရှိရင်အသင်းကိုကင်နေတယ်မအောင်မြင်ထွက်မယ်ဆိုတဲ့အစားပေါ့ဟာဒီအသင်းကငါမဖြစ်မနေအောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်လေးထားရင်တော့ပိုမကောင်းဘူးလားပေါ့ကျွန်တော်ကဒီလိုမြင်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ဒါ343ကစားကွက်ကိုတော့သုံးတယ်ဒါပေမဲ့343ကစားကွက်မှာသူ့ရဲ့ရှိတဲ့ function တွေရှိတယ်အဲ့ဒီဟာအရာတွေကမဆိုင်တဲ့အသင်းမှာဘာမှမမြင်ရတဲ့ခါမှာတော့ဒီအသင်းက343ကိုသုံးနေပြီမဲ့ 343ကိုမတော့တက်တဲ့အသင်းလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်။ဟုတ်ကဲ့ပါအခုကျွန်တော်ဒီကောင်ကြီးပြောရခဲ့တာကတော့ Manchester United အသင်းကဒါ Europa League ဘောလုံးပွဲမှာဘာအမှားတွေလုပ်ခဲ့လဲပေါ့နော်။ဒါဒီနေ့ထားနဲ့ပတ်သက်ပြီးတော့ပြောရခဲ့တာဖြစ်ပါတယ်။အဲ့တော့ပြောတော့ပြောမယ်ဆိုလို့ရှိရင်တော့တော်တော်လေးနဲ့စွန်အောင်လင်းရှိခဲ့ရလို့ယူဆပါတယ်။အဲ့တော့ဒီနေ့ရဲ့အဆီဇင်ကတော့ဒီလောက်ပါပဲ။ The Premier Sport ရဲ့နောက်လာမယ့်အားသာအဆီဇင်ကောင်းတွေမှာပရိသတ်တွေနဲ့ကျွန်တော်ညွန်ညွန်နဲ့ပြန်ပြီးတော့ဆုံတွေ့ကြပါသေးတယ်လို့ပြောရနေပဲဒီနေ့လေးရနေလောက်ဆက်လိုက်ရပါတယ်ဗျာ။